ဒီအမေရိကန်ပြည်ထောင်စုရဲ့အခြားရွေးချယ်ထားတဲ့ပုံစံမှာတော့စစ်တပ်ကအာဏာသိမ်းပြီးတော့နိုင်ငံကိုအာဏာရှင်ဆန်နဲ့ဆိုးရွားတဲ့နိုင်ငံတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်။တမေဂျာလိုလူ widetilde များတဲ့အမျိုးသားတူတွေကပဲခေါင်းဆောင်နေရာကိုရယူထားပါတယ်။နောက်ဆုံးမှာတော့အစိုးရအဖွဲ့ဟာတလောင်းဝေါ်လိုခေါ်တဲ့အသက်သေစေနိုင်တဲ့ပြိုင်ပွဲတစ်ခုကိုဖန်တီးခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲရဲ့အနိုင်ရသူဟာကြော်ကြားမှုငွေကြေးဥစ္စာနဲ့သူလိုချင်တဲ့ဆန္ဒတစ်ခုကိုရရှိမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲတစ်ခုလုံးကိုနိုင်ငံပန်ရုပ်တံကနေပြီးတော့ထုတ်လင်းပြသပြီးလူအများစုအတွက်ကတော့စင်ရဲမွေးတေမှုတွေကနေလူမြောက်ဖို့ဒါဟာသူတို့ရဲ့တစ်ခုလေသောအခွင့်အရေးဖြစ်ပါတယ်။ဒီပြိုင်ပွဲအတွက်စေတနာဝန်ထမ်းတွေစီရင်ပေးကြပြီးတော့အဲ့ဒီဒေက50ကိုမဲနိုင်ရွေးချယ်ခဲ့ကြပါတယ်။မင်းပြည်နယ်ကနေပါဝင်ရှင်ပြိုင်ခွင့်ရတဲ့တူဦးထဲတော်သူကတော့ Ryan ဖြစ်ပြီးသူ့ကိုအမေဖြစ်သူချင်းဒီကပြိုင်ပွဲနေရာကိုလိုက်ပို့ပြီးပါတယ် ကားတွေကအခြေအနေကတင်းမာနေပြီးတော့ဂျင်နီကရိုင်းကိုစိတ်ပြောင်းပြီးတော့ပြိုင်ပွဲမဝင်စေခြင်းပေမယ့်ဒါဟာအမေရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ရိုင်းကပြန်ပြောလိုက်ပါတယ်။သူတို့ရောက်တဲ့အခါမှာတော့ဂျင်နီကရိုင်းကိုဖတ်ထားပြီးတော့နှုတ်ဆက်ရင်းနဲ့ငိုကြေးပါတော့တယ်။အဲဒီနောက်ရိုင်းဟာရှစ်တကာဘွားကနေဝင်သွားပြီးတော့အယံဖော့ယူတဲ့ပီတာနဲ့ဆုံပါတယ်။တကယ်တော့ရှင်ပြိုင်မဲသူအများစုဟာဖော်ရွေးကြပြီးတော့မကြခင်ပါပဲသူတို့အားလုံးဟာပြိုင်ပွဲစားဖို့စောင့်နေရင်းနဲ့ပျော်ပျော်ရွှင်ရွှင်စကားတွေပြောဆိုကြပါတယ်။ ကာလီကတော့သူဘလောက်စိုးရိမ်နေလဲဆိုတာကိုဖုံးခွဲဖို့စူးစမ်းရင်းနဲ့လမ်းလျှောက်နေပြီးတော့အခြားကောင်တွေကသူအရန်ငယ်တဲ့ပုံပေါ်နေတာကိုသတိထားမိကြပါတယ်။သူက session နေလို့ပြောပေမဲ့ဘယ်သူမှမယုံကြပါဘူး။မကြခင်မှာပဲဘုံမူးရောက်လာပြီးတော့ကောင်လေးတယောက်ချင်းစီကိုသူတို့ရဲ့နမတ်ပါတဲ့တထုတစိတ်ကိုပေးကမင်းတို့အခုဆိုရင်တော့ယောက်ျားတွေဖြစ်ပြီလို့ပြောပါရယ် ီးတော့သူတို့ဟာစစ်ပွဲပြီးကြတဲ့ကဗန္ဓာရေးအရရုံးကန်နေရတဲ့နိုင်ငံမှာအလုံးချင်းဝတ်တံမှုကိုအားပေးပြီးတော့ပြန်လည်ပေါင်းစည်းဖို့အတွက်တလောင်းဝေါ်ကိုဖန်တီးခဲ့တာဖြစ်ကြောင်းတတိပေးတဲ့မိကုံးကိုပြောကြားခဲ့ပါတယ်ကြံပွဲအပြီးနှစ်တိုင်းမှာထုတ်လုပ်မှုမြင့်တက်လာတဲ့အတွက်ပုံမှုဟာဒါကအလုံးဖြစ်တယ်လို့တကယ်ပဲယူဆပြီးတော့နိုင်ငံရဲ့ပြဿနာကပြင်းရည်ချင်းသာဖြစ်တယ်လို့ထင်ပါတယ်။သူစကားပြောနေတုန်းမှာပြန်ပွဲဝင်တွေကိုသူတို့ရဲ့အချိန်ကိုတိုင်းတာမယ်လက်ပတ်တွေပြီးပါတယ်။နောက်တော့ပုံမှုကစီမင်းတွေကိုပြောပြပါတယ်။ လူတယောက်ပဲကြံတော်ရတဲ့အတိလူတိုင်းရှောက်ရမယ်။ပန်းဝင်မြင်းဆိုတာမရှိဘူး။သူတို့ဟာတနာရီမိုင်၃မိုင်နှုန်းကိုထိန်းထားရမယ်။အဲ့ဒီနှုံအောင်ကြသွားရင်တော့သတိပေးချက်ရမယ်။၁၀စက္ကန့်အတွင်းအရှိန်မမြင့်နိုင်ရင်တော့နောက်ထပ်သတိပေးချက်ရမယ်။သတိပေးချက်၃ချိန်ရရင်တော့ပြတ်သက်ခံရမယ်။လမ်းဘော့ကနေဆင်းလိုက်တာနဲ့သတိမပေးဘဲပြတ်သက်ခံရမယ်။ ပုံမူကလူတိုင်းကိုအားပေးဖို့အတွက်တောင်းဆိုပြီးတော့သူရဲ့တနက်ကိုအပေါ်ပြစ်ပေါက်ကပြန်ပွဲကိုတရားဝင်စတင်ကြောင်းကြေညာလိုက်ပါတယ်။ကောင်လေးတွေကလမ်းလျှောက်စတင်ပြီးတော့စစ်ကားတွေကသူတို့ရဲ့အနောက်ကနေလိုက်ကအရာအလုံးကိုမှတ်တမ်းတင်ပါတယ်။နောက်ဆုံးအပိုင်းမှာမှလူအုပ်ကိုခွင့်ပြုထားတာကြောင့်အစပိုင်းမှာတော့လမ်းပေါ်မှာလူရှင်ပြီးတော့၆ကန့်နေပါတယ်။အစပိုင်းမှာလမ်းနားမှာနေထိုင်သူတွေသာထွက်ကြည့်လို့ရပါတယ်။ ကောင်လေးတွေဖြတ်သွားတဲ့အခါမှာတော့ရဲတယောက်ကကာမရာပြူပြီးတော့ဂယ်ရီကစိတ်တူတူနဲ့လက်ကလေးထောင်ပြားကမြေပေါ်ကိုတွေးထွေးချလိုက်ပါလေပထမတော့လူရိုင်းကတည်တည်ငြိမ်ငြိမ်နဲ့အာယွန်ဆိုင်နေကြပါမယ်ငားမှန်ရောက်တဲ့အခါကောင်လေးအများစုဟာစကားစမိပြောဆိုနေကြပါပြီစတီဗွန်ကအရှိန်နဲ့နဲ့ရှော့လိုက်တာနဲ့ချက်ချင်းပဲတတိပေးချက်ရလိုက်တဲ့အတွက်သူကအရှိန်ပြန်ပြင်လိုက်ပါလေအခြားကောင်လေးတွေကဒါဟာစီးမင်းကိုဆန်တက်ကြည့်တဲ့နေပြူဟာလာလို့တွေးမိကြပါလေ ်ကယ်ရီကသူ့ရဲ့ဖက်နတ်ထဲမှာကျောက်စရစ်ခဲတစ်ခုခံနေလို့လမ်းလျှောက်တာကိုရက်လိုက်ပြီးတော့မကြခင်မှာပဲစစ်သားတွေကသူ့ကိုတတိပေးချက်တွေပေးလာပါတယ်တတိယအချိန်တတိပေးချက်ပြီးမှစစ်သားတယောက်ကပြစ်ဖို့ပြင်လိုက်ပြင်မယ်ကယ်ရီကဖက်နတ်ကိုအချိန်မီပြန်စီပြီးတော့လှုပ်ရှားလိုက်ပါတယ်အချားကောင်လေးတွေကသူ့ကိုလူမိုက်လို့ထင်ကြပေမဲ့ကယ်ရီကတော့အနာယူဖို့အတွက်လောက်တာလို့ပြောပါရယ် မိုင်းတိုင်ခွနစ်ကိုရောက်တဲ့အခါမှာတော့ကောင်းလေးတွေဟာစုကြည်အကြောင်းစကားပြောနေကြပါတယ်။အာသာကပတ်စံအတွက်တာဝင်ပြိုင်တာလို့ဝန်ခံပေမယ့်ရိုင်းကတော့ပိုရေကြီးတဲ့အရာတွေရှိသေးတယ်လို့ပြောပါတယ်။ အခြားကောင်လေးတွေကတန်တရားဝင်ကြတဲ့အခါ Ryan ကစနစ်ကိုပြစ်တင်ပြောဆိုရင်းနဲ့ရှင်းပြပါတယ်။အစိုးရကသူတို့ဟာစေတနာဝန်ထမ်းအဖြစ်ပါဝင်နေတာလို့ယုံကြည်အောင်လုပ်ထားပေမယ့်တကယ်တမ်းကျတော့ဒီစနစ်ကသူတို့ကိုအယံဆင်းရဲပြီးမျှော်လင့်ချက်ကင်းမဲ့အောင်ဖန်တီးထားတာကြောင့်ပိုကောင်းတဲ့ရည်ချစ်စရာမရှိလို့ဒီကိုရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။တချို့ကောင်လေးတွေကကင်မရာရှိမှ The Law Walk ကိုအစိုးမြင်စကားတွေပြောတာမကောင်းဘူးလို့ထင်ပေမယ့် Peter ကတော့သဘောကျပြီးတော့ဒီပတ်ဆိုင်ကိုလူတွေကိုကူညီဖို့တုံ့တင်တယ်လို့သဘောတူပါတယ်။ပြီးတော့ Peter က Secret ကိုမင်းကြီးလိုက်ပါတယ်။ န်ကတော့မလုပ်ဖို့တတိပေးပေမယ့်အာသာကတော့ဝေမျှဖို့တောင်းဆိုပါတယ်သူတို့ရဲ့စားနောက်နေမှုကိုရစ်ချက်ကတွန်းတိုက်ဖြတ်ကျော်သွားတာကြောင့်ပဲရပ်တန့်သွားပါတယ်လူများစုကတော့သူတို့ရဲ့နမတ်ကိုသာမှတ်ထားပြီးတော့နမယ်ကြီးအောင်လုပ်ဖို့စဉ်းစားနေကြပါတယ်ပီတာကတော့အရာကိုရေးစရာလို့ထင်ပါတယ်ဘာလို့လဲဆိုတော့သူသာအနိုင်ရမယ်ဆိုရင်ချမ်းသာပြီးနမယ်ကြီးပြီးသားဖြစ်မှာမို့လို့ပါခနာကြတော့ကာလီကခြေထောက်ကြွတာတက်တာကြောင့်ပဲနာကျင်စွာအော်ဟစ်လိုက်ပါတယ် ူကအချိန်လျှော့သွားတော့စစ်သားတွေကတတိပီးတဲ့အတွက်ရိုင်းကကာလီကိုလမ်းလျှောက်ဖို့ကူညီပေးပြီးတော့သူနဲ့ပီတာတို့ကစကလုံးတွေနဲ့အားပေးကြပါတယ်။အားတက်လာတဲ့ကာလီဟာသူ့ဘာသာသူဆက်သွားဖို့ကြိုးစားပေမယ့်နာကျင်မှုကအယမ်းများလွန်တဲ့အတွက်ညီပြင်းမမလဲကျသွားခဲ့ပါတယ်။တတိယအချိန်တတိပီးချက်ပြီးမှတော့စစ်သားတယောက်ကကာလီရဲ့ဥကောင်းကိုပြတ်တက်လိုက်ပါတယ်။ ဒီထိတ်လန့်မှုကြောင့်ရိုင်းကအရှင်လျှော့သွားပြီးတော့သူ့ကိုလည်းတတိပေးလိုက်တဲ့အတွက်ပဲပီတာကသူ့ကိုပုံမမြန်သွားဖို့အတွက်တွန်းပို့လိုက်ပါတယ်ခနာအကြမှာဗိုလ်မှူးကလမ်းပေါ်မှာပေါ်လာပြီးတော့ကာလီအတွက်မိကုံပြောပါတယ်ရဲဘော်တယောက်ကြာဆုံးသွားပြီဖြစ်ကြောင်းနဲ့သူ့ရဲ့ရဲစွမ်းတတ္တီကိုချစ်ခင်စွာအမှန်ရနိုင်မယ်လို့ပြောပါတယ်ရိုင်းကစစ်သားတူကိုသူ့ရည်ဘူးအတွက်ရည်ဖြည့်ပြဖို့တောင်းဆိုပြီးတော့ကံကောင်းမှုအတွက်သူ့ရဲ့တနက်ကိုလက်နဲ့ခောက်လိုက်ပါလေပီတာကအပေါ့သွားခြင်းတဲ့အခါလမ်းလဲကောင်မှာပဲသွားလိုက်ပါလေ မိုင်းတိုင်းစက်ကွန်ကိုရောက်တဲ့အခါမှာတော့လမ်းဘေးမှာဆိုင်ဘုတ်ကိုကင်ပြီးတော့ရိုင်းကိုအားပေးနေတဲ့ကောင်မလေးတယောက်ကိုသူတို့တွေ့လိုက်ရပါတယ်။ သူမကရမ်းငင်နေပြီမေပရိသတ်တယောက်ရတဲ့အတွက်ဘိုင်းကိုကျန်တဲ့ကောင်လေးတွေကစားနောက်ကြပါလေရုတ်တရက်ကောင်လေးတယောက်ကဝက်ယူပြန်ပြီးတော့လမ်းပေါ်မှာလဲချသွားပါလေစစ်သားတွေကတတိပေးချက်တွေပေးနေတော့မှာပဲကယ်ရီကသူ့ရဲ့အပေါ်ကနေပြီးတော့ခုံကျော်သွားပြီးတော့ဆေးဘက်ဆိုင်ရာပြဿနာတွေကိုဖုံးကွယ်ထားလို့လှောင်ပြောင်ပါလေမကြခင်မှာပဲစစ်သားတွေကဒီဖြားနာနေတဲ့ကောင်လေးကိုပြစ်တက်လိုက်ပြီးတော့ကယ်ရီကတော့ပြန်ဘက်တယောက်ယော့သွားတဲ့အတွက်လူတိုင်းပြော်ရမယ်လို့ပြောပါလေမိုင်တိုင်း25မှာတော့ကယ်ရီကရန်ဆိုတဲ့ကောင်လေးကိုစတင်နောက်ရှာပါလေ ရန်ကာပထမတော့လှစ်လျူရှူဖို့ကြိုးစားပေးမယ်ဂယ်ရီက သူ့ရဲ့အမေကိုစော်ကားတဲ့အခါမှာတော့ရန်ကာဒေါသထွက်ပြီးတော့သူ့ကိုထိုးဖို့ကြိုးစားပါတယ်ဂယ်ရီကသူ့ရဲ့ထိုးချိန်မှုအလုံးကိုရှောင်တိန်လိုက်ပြီးတော့ရန်ဟာမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်လဲကျသွားပါတယ်သူကအချိန်မီမထားနိုင်တော့တဲ့အတွက်စစ်သားတွေကသူ့ကိုပြစ်တက်လိုက်ပါတယ်အခြားကောင်တွေကဂယ်ရီကိုအော်ဟစ်ပြီးတော့ဖိခဲ့တာတွေအတွက်သူ့ကိုအပြစ်တင်ကြတာမကြခင်ပါပဲသူလည်းပြန်ပွဲကနေထွက်ရတော့မှာကိုစောင့်နေရလို့ပြောကြပါတယ် နောက်တော့ကောင်လေးတယောက်ဟာလမ်းရှောင်းနေရင်းနဲ့အင်သာတက်ဖို့အတွက်ဘောင်မီကိုချရပါတယ်။သူဘလောက်ပဲဆက်လို့ရှာဖို့ကြိုးစားပေမယ့်အချိန်ကနှီးနေစေဖြစ်ပြီးတော့စစ်သားတွေကသူ့ကိုပါပြစ်တက်လိုက်ပါတယ်။မိုင်းနိုင်35ရောက်တဲ့အခါမှာတော့ဘုံမူကသူ့ရဲ့ပထမဆုံးညကိုရောက်တဲ့အတွက်ဂုံပြူဖို့ထမှန်ပေါ်လာပြီးတော့ဒါဟာဂုံယူစရာကိစ္စဖြစ်တယ်လို့ယုံကြည်အောင်စကကလုံးနဲ့အများကြီးတုံးခဲ့ပါတယ်။ရိုင်းဟာမိကနေအိပ်ပျော်သွားပြီးတော့သူ့ရဲ့အမေအကြောင်းကိုအိမ်မက်မက်နေပါတယ်။သူအရှင်ရော့သွားတဲ့အခါမှာတော့စစ်သားတွေကတတိပေးလိုက်ပြီးတော့ပီတာကသူ့ကိုနှိုးလိုက်ရပါတယ်။ ကောင်လေးတွေကလမ်းလျှောက်နေရင်သူတို့ရဲ့မိသားစုတွေအကြောင်းစကားပြောနေကြတော့မှရိုင်းကမတော်တဆအရှင်ရော့သွားပြန်လို့ဒုတိယအကြိမ်တတိပီချက်ရလိုက်ပါတယ်။ရိုင်းကအရှင်တင်လိုက်ပြီးမြချီလန်းအနေငယ်အကြာမှာပဲချော်လဲသွားပြီးတော့တတိယအကြိမ်တတိပီချက်ရသွားခဲ့ပါတယ်။အခုဆိုရင်တော့သူဟာတတိပီချက်တွေပယ်ဖျက်ဖို့အတွက်၃နာရီကြောင်လို့အမှားမရှိလျှောက်ရတော့မှာပဲဖြစ်ပါတယ်။ ပီတာကအားပေးဖို့အတွက်စူးစမ်းပြီးမယ်ရိုင်းကတော့စိတ်လှရှားပြီးတော့ပီတာဟာဂယူးဆိုင်ချင်အောင်ဆောင်နေတာပဲလို့ပြပြတသားပြောလိုက်ပါတယ်အဲဒီအချိန်မှာအဖွဲဟာလမ်းလျှောက်ဖို့အတွက်အထူးခက်ခဲတဲ့မတ်စောက်တဲ့တောင်ကုန်းတစ်ခုကိုရောက်လာခဲ့ပါတယ်မကြခင်မှာလူရိုင်းမောပန်းလာကြပြီးတော့ကောင်လေးများစွာလဲကျသွားတဲ့အတွက်ပြစ်သက်ခံရပါတယ်ရိုင်းဟာသူ့ရဲ့အနောက်ကတည်ဆုံမှုတွေကိုလှလှရှူဖို့စူးစမ်းပေးမယ်။ဂယ်ရီကလာပြီးတော့လှောင်ပြောင်တာကိုခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့ရိုင်းကအရှင်ရောလာတဲ့အခါမှာတော့ပီတာကအချိန်မီသူ့ကိုဖန်ထိန်လိုက်ပါတယ ရိုင်းကကျေးဇူးတင်ပြီးတော့စောစောကဒေါသထွက်မိတာကိုတောင်းပန်လိုက်ပါတယ်။မနက်ရောက်တဲ့အခါမှာတော့ကောင်လီတွေဟာ59မိုင်ကိုရောက်ရှိပြီးတော့ပြီးခဲ့တဲ့ညကတောင်ကုန်းဘော်ကတိုက်စုံမှုတွေကြောင့်16ရောက်တာကြာမှာတော့လေ။မိုင်တိုင်69မှာတော့ဟတ်ဟာမနေရုံးကန်နေရပါတယ်။ပီတာကသူ့ကိုစစ်ဆေးဖို့စ조사ပေးမယ်။ဟန်ကတော့စိတ်တူပြီးတော့ဆဲဆိုလိုက်ပါတယ်။တချိန်ထဲမှာရစ်ချတ်ဟာကျိုးနေတဲ့ခြေချင်းဝင်နေရှောင်းနေခဲ့ရတာကနေနောက်ဆုံးမှအရှင်ရော့သွားခဲ့ပါတယ်။ စစ်သားတွေကသတိပေးတဲ့အခါမှာတော့ရိုင်းကသူ့ကိုဆက်လို့ရှာဖို့အားပေးပြီးမြရစ်ချက်ကမခံနိုင်တော့ပဲလဲကျသွားခဲ့ပါတယ်။အနီးနားကကလေးနှစ်ယောက်ကြည့်နေတော့မှစစ်သားတယောက်ကသူ့ရဲ့ဥကောင်းကိုပြစ်တက်လိုက်ပါတယ်။လန်ရှောင်းမှုမိုင်းတရားအထီးကိုရောက်လာတဲ့အခါမှာတော့ဗိုလ်မှူးကသူတို့ကိုဂုံပြူဖို့အတွက်ထပ်မံပေါ်လာပါတယ်။ကောင်လီတယောက်ကအဆောင်းအုံတစ်ခုရဲ့ကိုပြေးဝင်ပြီးတော့ထပ်ပြေးဖို့စူးစမ်းပေမယ့်စစ်သားတွေကချက်ချင်းပဲပြစ်တက်လိုက်ပါတယ်။ မိုင်း103မှာကောင်းလေးတွေကသူတို့ရဲ့ဆန္ဒနဲ့ဘာလုပ်မယ်ဆိုတာဆွေးနွေးကြပြီးတော့ပီတာကတယောက်တည်းအစားအနိုင်ရသူနှစ်ယောက်ကိုတောင်းဆိုမယ်လို့ပြောပါတယ်။ရိုင်းကတော့စနေတစ်ခုလုံးကိုပြောင်းလဲခြင်းပင်မယ်။အခြားသူတို့ရဲ့ဆန္ဒကနိုင်ငံကိုတရက်ပြောင်းလဲလို့မရဘူးလို့ထောက်ပြပါတယ်။သူတို့စိတ်ပြက်အားငယ်လာပြီးဗိုလ်မှူးနဲ့ပြည်ပွဲကိုချိန်ဆကြပါတော့တယ်။ညနေရောက်တဲ့အခါမှာတော့မိုးသေးထန်စွာရပါတော့တယ်။ရိုင်းကအိတ်မပြောင်းလို့မနေထိန်ထားရတဲ့အတွက်ပီတာကသူ့ကိုလမ်းလျှောက်ဖို့ကူညီပေးပါတယ်။ မနက်ရောက်လာတဲ့အခါမှာတော့မိုင်း144ကိုရောက်ပြီးတော့အာသာကအပေါ်သွားဖို့ရက်လိုက်ပါတယ်စစ်သားတွေကချက်ချင်းတတိပီးတဲ့အတွက်သူကမပြေးခင်မှာပဲဆက်လျှောက်ရပါတယ်ကောင်လေးတွေကသူတို့ရဲ့ပြင်ပနှုန်းနဲ့မူကိုမေးဖြောက်ဖို့အတွက်စကားပြောနေကြတော့ရိုင်းကပီတာကိုသူ့ရဲ့အဖေကြောင့်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့အဖေကိုသူကသူ့ရဲ့ကောင်းလို့တတ်မှတ်ပါတယ်။သူ့ရဲ့အဖေကတတနီကပီတာလိုမျိုးတရားမဝင်တဲ့ဘာသာရပ်တွေကိုတင် जा ပီလိရှိပြီးတော့အစိုးရကသူ့ကိုတစ္ဆာဖောက်လို့တတ်မှတ်ခဲ့ပါတယ်။ ဘုံမူးကိုရိုင်းကတင် जा မှုတွေကိုရပ်ဖို့နဲ့တစ္ဆာခံမှုတောင်းဆိုခဲ့ပေမယ့်ရိုင်းရဲ့အဖေကညှဉ်းဆန်ခဲ့လို့ပဲချက်ချင်းပဲတည်တံပေးခံခဲ့ရပါတယ်။အဲဒီနောက်ရိုင်းကသူ့ရဲ့လေးဝက်ချက်ကိုထုတ်ဖော်လိုက်ပါတယ်။သူဟာတနတ်တလက်တောင်းပြီးတော့ဘုံမူးကိုပြစ်တတ်ဖို့အတွက်တလောင်းဝေါကိုဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။လမ်းဘေးကနေသူတို့ခန်းစားနေရတာကိုကြည်ရတာကြိုက်တဲ့လူတွေကိုသူကပြစ်တင်ပြောဆိုပေးမယ်ပီတာကသူတို့တွေဟာလေဒီစနေရဲ့တားကောင်းနေပဲဖြစ်ကြောင်းသတိပေးပါတယ်ဒါဟာမြင့်မြတ်တဲ့အကြောင်းအရလို့ထင်အောင်လို့အခြေအနေဖန်တီးခံထားရတာဖြစ်ကြောင်းပြောပါတယ် မိုင်190ရောက်တဲ့အခါမှာတော့ဘသူမှစကားပြောချင်စိတ်မရှိပါဘူးခြေထောက်တွေမှာသွေးထွက်နေတဲ့ကောင်လေးတယောက်ကမခံနိုင်တော့ဘဲနဲ့တင်ကားပေါ်တက်ဖို့ကြိုးစားရင်းနဲ့စစ်သားတွေကိုအကူအညီတောင်းပါတယ်စစ်သားတယောက်ကသူ့ကိုချက်ချင်းတွန်းချလိုက်ပြီးတော့တင်ကားကသူ့ရဲ့ခြေထောက်တွေကိုကြိတ်လိုက်ပါတယ် သူကနာကျင်စွာအဟင်းနေတော့မှာပဲတတိပေးချက်တွေရရှိပြီးတော့နောက်ဆုံးမှာတော့ဥကောင်းကိုပြစ်တက်ခံလိုက်ရပါတယ်။ဒီမြင်ကွင်းကြောင့်ပဲနောက်ထပ်ကောင်လေးတယောက်ကစိတ်ထိန်ချုပ်မရတော့ဘဲနဲ့အဝတ်တွေချုပ်ပြီးတော့လမ်းမဘော်ကနေပြေးထွက်သွားတာကြောင့်ပဲသူ့ကိုပါပြစ်တက်လိုက်ပါတယ်။ညနေရောက်လာတဲ့အခါမှာတော့အဖွဲဟာမိုင်းနှင်းအတစ်ကိုရောက်ရှိပြီးတော့ဟန်ကတော့မတက်ရက်ဖို့တော့မနေရုံးကန်နေရပါပြီ။ရိုင်းကသူ့ကိုအားပေးဖို့စူးစမ်းပြီးမှဟန်ကတော့လက်လျှော့လိုက်ပါပြီ။ သူကနောက်ပြန်လှည့်ပြီးတော့ထွက်ကားပေါ်ကစစ်သားတွေစီကိုရှောက်သွားတာကြောင့်ပဲချက်ချင်းပဲပြတ်သက်ခံရပါတယ်။ဒါကြောင့် Rain ကသူ့ကိုကယ်တင်ဖို့အတွက်ဆွဲခေါ်ရပါတယ်။နောက်တနေ့မနက်မှာသူတို့ဟာမိုင်200ကိုရောက်ရှိပြီးတော့6ရောက်သားကြမှာတော့တယ်။သူတို့ကဟမ်မာဇနီးရှိကြောင်းတတိယပြီးတော့အနိုင်ရသူကစူဂျီရဲ့တစိ့တပိုင်းကိုဟမ်ရဲ့ဇနီးကိုလှူဒန်းမယ်လို့သဘောတူကြပါတယ်။သူတို့ရဲ့စကားဝိုင်းမှာ Gary မပါဝင်တဲ့အတွက်သူဟာအဖယ်ခံရတယ်လို့ခန်းစားလာရပါတယ်။ သူကရိုက်စီချင်းကန့်လာပြီးတော့ရန်သေဆုံးပြီးကြတဲ့ကသူ့ကိုလိုက်ချောင်နေကြောင်းကောင်လီကတည်စီချင်းနဲ့ရွေချံမရှိခဲ့ကြောင်းဖွင့်ပြောပါရယ်ကယ်ရီကတောင်းပန်ပေမဲ့ဒါဟာသူ့ရဲ့အပြစ်မဟုတ်ဘူးလို့လည်းအခိုင်အမာပြောပါရယ်သူကဟန်ရဲ့ဇနီးကိုလည်းပတ်ဆက်လူမယ်လို့ကတိပေးတဲ့အတွက်အဖွဲကသူ့ကိုလက်ခံလိုက်ပါရယ် သူတို့လမ်းလျှောက်နေစဉ်မှာ Gary ဟာအပြစ်ရှိရလို့ခံစားနေရတာကိုမထိန်ချုံနိုင်ပင်နဲ့အခြေအနေအကြောင်းကိုမေးမြန်းပါတော့တယ်။ကျန်တဲ့သူတွေကိုဆဲဆိုပြီးနောက်မှာတော့သူကအရှိကိုဆက်ရှောက်ကဇွန်တချောင်းကိုအသုံးပြုပြီးတော့ကိုကုတ်ကိုတက်တည်ဖို့ကြိုးစားပါတော့တယ်။စစ်သားတွေကသူ့ကိုတတိပေးချက်တွေပေးပြီးတော့ထုံးစံအတိုင်းဥကောင်းကိုပြတ်တက်လိုက်ပါတယ်။မိုင်260မှာကောင်လေးတွေဟာတချင်းဆိုပြီးတော့ပျော်ရှင်အောင်ကြိုးစားနေကြပါတယ်။ ပြင်ဆင်မာနေမှာသူတို့ကမိုင်း298ကိုရောက်ရှိပြီးတော့ရိုင်းရဲ့စာတီးမျိုးကိုဦးတည်တဲ့လမ်းမဘော်ကိုရောက်လာပါတယ်။ကိုလီကရိုင်းဟာသူ့ရဲ့အမေကိုမြင်ရတော့မှဖြစ်လို့ကန့်ကောက်နေလို့ထင်ပေမယ့်ရိုင်းကတော့သူ့ရဲ့အမေကိုထပ်ပြီးတော့ဆုံးခွာရတော့မှဖြစ်လို့ဒါဟာကျိန်စာလို့ထင်ပါတယ်။ မိုင်186ကိုရောက်တဲ့အခါမှာတော့လူတွေကိုဖျက်ရှောင်ရင်းနဲ့ရိုင်းရဲ့ဖက်နှက်တစ်ဖက်ကျွတ်သွားပါတယ်။အာတာကခြေတော်မညီမများမှုကပိုခတ်ခဲစေမယ်လို့ထောက်ပြတဲ့အခါမှာတော့ရိုင်းကဖက်နှက်နှစ်ဖက်စလုံးကိုချက်လိုက်ပြီးတော့သူ့ရဲ့ခြေတော်တွေတွေးထွက်နေတာကိုဖော်ပြလိုက်ပါတယ်။အနီးနားကဂျီနီကိုမြင်တော့ရိုင်းကသူ့ကိုပြေးဖက်ဖို့မတတ်နိုင်တော့ပဲပြေးသွားခဲ့ပါတယ်။ ဂျီနီကလမ်းမပေါ်မှာနေဖို့တောင်းဆိုပြီးတော့ပီတာကတော့ရိုင်းကိုစစ်သားတွေမပြစ်ခင်မှာအချိန်မီဆွဲထုတ်လိုက်ပါတယ်။ရိုင်းကသူ့ရဲ့အဖေတက်ပုံမကောင်းမှုဆိုတာသဘောပေါက်ပြီးတော့ငိုနေတဲ့သူ့ရဲ့အမေကိုနောက်ဆုံးအနေနဲ့တောင်းပန်လိုက်ပါတယ်။ လမ်းလျှောက်နေစဉ်မှာပီတာကရိုင်းကိုသူ့ရဲ့မိသားစုအကြောင်းပြောပြပါတယ်။စစ်ပွဲအတွင်းမှာသူ့ရဲ့မိဘတွေတည်ဆုံပြီးနောက်မှာတော့၁၀နှစ်သားအရွယ်မှာသူ့ကိုရိုင်းနှက်လေးရှိတဲ့ဦးလေးနဲ့သွားနေရပါတယ်။ဦးလေးကနောက်ဆုံးတော့တည်ဆုံသွားပါတယ်။အဲဒီနောက်မှာတော့ပီတာဟာခိုးဝှက်ပြီးတော့ရန်ဖြစ်ရင်လည်းလမ်းမပေါ်မှာရှင်သန်ခဲ့ပါတယ်။တနေ့မှရန်ဖြစ်နေတော့မယ်သူ့ရဲ့ပြန်ဘက်ကဓာတ်နဲ့မျက်နှာကိုခုတ်လိုက်လို့ပီတာဟာဆေးရုံရောက်ခဲ့ရပါတယ်။ ဖြစ်ခဲ့တာတွေကို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 အပြစ်တင်ပြီးတော့အဲဒီနေ့ကနေစလို့အမောင်ဆုံးအချိန်တွေမှာတော့မှအလင်းရောင်ကိုအမြဲရှာမယ်လို့ကတိပြုခဲ့ပါတယ်။သူအနံ့ရရင်ပတ်စံတွေကိုတော့မိဘမဲ့ကလေးတွေကိုကူညီဖို့အတွက်သုံးမယ်လို့ဆိုပါတယ်။မိုင်306ကိုရောက်တဲ့အခါမှာတော့စတီဗင်ကသူတို့တွေရဲ့ချင်းချင်းကိုမကူညီသင့်တော့ကြောင်းဒါမှဒီပြိုင်ပွဲကပြီးဆုံးမှဖြစ်ကြောင်းထောက်ပြပါတယ်။ကျန်တဲ့သူတွေကစိတ်မကောင်းဖြစ်ကြပေမဲ့သဘောတူလိုက်ကြပါတယ်။အာသားရဲ့နှာခေါင်ကနေပြီးတော့သွေးတွေထွက်လာတဲ့အခါမှာတော့အခြားသူတွေကဂီယူမဆိုင်ချင်အောင်ဆောင်ရပါတယ်။ ဒီအတွက်ကီဟာစိတ်လဲမှန်ပါဖြစ်သွားပြီးတော့ရှေးကိုပြေးထွက်ကစစ်သားတယောက်စီကတနက်ကိုခိုးယူပြီးတော့ပြစ်တက်လိုက်ပါတယ်။ကီကိုပြန်လဲပြစ်တက်ခံရတာကိုကောင်လေးတွေစိတ်မကောင်းဖြစ်စွာကြည်နေကြရပါတယ်။ကီဟာသူတို့သူ့ကိုအဆုံးမသတ်ခင်မှာကိုကုတ်ကိုတတ်တည်သွားပါတယ်။မိုင်324မှာတော့အာတာရဲ့နှာခေါင်းသွေးယိုတာကပိုပြီးတော့ဆိုးလာခဲ့ပါတယ်။ပီတာနဲ့ရိုင်တို့ဟာဂရီကိုချူပေါက်ပြီးတော့သူ့ကိုလမ်းလျှောက်ဖို့အတွက်ကူညီပေးပေမယ့်အာတာကတော့သူ့မှာအခြေမရှိတော့ဘူးဆိုတာသိပါတယ်။သူ့အနံ့ရရင်တော့သူ့ရဲ့လော်ကတ်ကိုသူ့ရဲ့အဖွားစီပေးဖို့အတွက်တငယ်ချင်းတွေကိုတောင်းဆိုပါတယ်။ ာတာကသူတို့စီကနေထွက်ခွာသွားတဲ့အခါမှာတော့နောက်လည်းမကြည့်ဘူးလေတောင်းဆိုပါတယ်သူကထွက်ကားစီကိုလျှောက်သွားပြီးတော့စစ်သားတွေကသူ့ကိုချက်ချင်းပြစ်တက်လိုက်ပါတယ်။မိုင်326မှာ night လဲကျသွားပါတယ်။ ကြံတဲ့အုံရောင်ဟာတံတားကိုဖျက်ရှောင်နေတော့မှဘုံမူကသူ့တို့နဲ့စကားပြောနေပါတယ်။ရိုင်းကစိတ်တူပြီးတော့သူ့ကိုစော်ကားပြောဆိုပေးမယ်။ဘုံမူကဂယူမဆိုင်ပါဘူး။အဲ့ဒါတွေကအနံ့ရသူတရားအတွက်လိုအပ်နေတဲ့လူတတ်တဲ့စိတ်ဓာတ်တွေလို့ထင်ပါတယ်။စတီဗင်ဟာသူဟာဘုံမူရဲ့တရားမဝင်သားများစွာတွေကတူဦးဖြစ်ပြီးတော့သူ့ရဲ့အဖေအိမ်မှာနေကျင်တဲ့ဆန္ဒရှိကြောင်းထုတ်ပြောလာပါတယ်။ဒါပေမဲ့သူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကချုပ်ယွင်းလာတာကိုတော့ခံစားနေရပြီးလီလိုအဆုံးသတ်ချင်နေပါပြီစတီဗင်ကသူတို့နဲ့အတူလမ်းလျှောက်ရတာဂွန်ယူမိကြောင်းနဲ့ပီတာဒိုမဟိုရိုင်းအနိုင်ရတဲ့အတွက် ်ပျော်ရွှင်ကြောင်းပြောပါရယ်ပြီးတော့သူလန်းလျှောက်တာကိုရက်လိုက်တော့သူရဲ့အဖေကဂယုမဆိုင်ပဲနဲ့စစ်သားတွေကသူ့ကိုပြစ်လိုက်ပါရယ်ခဏအကြာမှာတော့မိုးကစတင်ရွာပါတော့တယ်ရိုင်းကအရင်ကတေချင်းတရားကိုကြောက်ခဲ့ပေမဲ့ကောင်းလေးတွေအများကြီးတေဆုံးတာကိုမြင်ပြီးတဲ့နောက်မှာတော့မကြောက်တော့ဘူးလို့ဝန်ခံပါရယ်ဘာလို့လဲဆိုတော့ဒီအချိန်အခါဟာအရေးကြီးလို့ပါရယ်မိုင်331ကိုရောက်တော့သူတို့နှစ်ယောက်ဟာလူအများပြားအားပေးနေတဲ့မြို့တစ်မြို့ကိုရောက်ရှိလာပါတယ် ်ပီတာကရက်လိုက်ပြီးတော့ရိုင်းသူ့မိနဲ့ပြန်ဆုံတွေ့နိုင်မှုအတွက်သူကအရှုံးပေးခြင်းကြောင့်ပြောပြမိရိုင်းကငြင်းဆန်ပြီးတော့ဆက်ချောက်ဖို့ဆွဲဆောင်ပါတယ်အဲဒီနောက်ပီတာကတော့ရှေ့ကိုလျှောက်သွားပြီးတော့ရိုင်းဟာသူ့ရဲ့နောက်မှာရက်လိုက်တာကိုသတိမထားမိပါဘူးမကြခင်မှာပဲစစ်သားတွေကသူ့ကိုပြတ်တက်လိုက်ပြီးတော့ပီတာကသူ့စီပြန်လာဖို့ကြိုးစားပါတယ်ဒါပေမဲ့သူကအနိုင်ရတဲ့သူဖြစ်တဲ့အတွက်စစ်သားတွေကသူ့ကိုဆွဲခေါ်သွားပါတယ်ရိုင်းကပီတာကိုချစ်ချောင်းပြောပြပြီးတော့သူ့ရဲ့အမေကိုတောင်းပန်ပါတယ်